အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nain ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တစ်ဆက်ပေးသွားမယ့်သတင်းကတော့ ICE အဖွဲ့ကိုမကူညီတဲ့အပြင်နှောက်ရက်တဲ့မြို့တော်ဝင်အားဖမ်းဆီးထိန်းသိမ်းလိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်သတင်းအပြည့်အစုံကတော့ US Political News ကထုတ်ပြန်သွားတာကတော့ Democrat Party ဝင်တဦးဖြစ်ပြီး နယူးဂျာစီပြည်နယ်အုပ်ချုပ်ရေးမှူးယာဒူးအတွက်စ조사နေသူလက်ရှိနယူးဂျာစီပြည်နယ်ရဲ့အကြီးဆုံးမြို့ဖြစ်တဲ့နယူးဟော့ခ်မြို့တော်ဝင်တူဖြစ်သူရက်စ်ဘာရကာဟာဆိုရင်တော့ပြီးခဲ့တဲ့တောက်ကြနေ့မေလ9ရက်2025မှာ ICE အဖွဲ့ရဲ့လက်ထိတ်ခတ်ပြီးဖမ်းဆီးထိန်းသိမ်းခြင်းခံရရပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဖြစ်ပုံကတော့အဲ့ဒီတောက်ကြနေ့မှာနယူးအော့ခ်က ICE အဖွဲ့ရဲ့ခိုးပင်ကျူးကျော်တွေကိုထိန်းသိမ်းထားတဲ့ အချင်းစခန်းရှိမှာဆန္နာပြတဲ့သူတွေအော်ဟစ်ဆန္နာပြနေကြစဉ်သူနဲ့ကွန်ကရစ်အဖွဲ့ဝင်၃ဦးတို့ဟာအဲ့ဒီအချင်းစခန်းထဲမှာလှည့်လည်သွားလာနေကြစဉ်ဖမ်းဆီးခံလိုက်ရတာပါ ICE အဖွဲ့ကပြောသွားတာကတော့အဲ့ဒီထိန်းသိမ်းရေးစခန်းမှာဆန္နာပြမှုတွေရုံးရင်းဆန်ခတ်ပြုတ်မှုတွေကို ICE အစိုးအဖွဲ့ကထိန်းသိမ်းနေစဉ်အဲ့ဒီမျိုးတော်ဝင်ဟာကွန်ကရစ်အဖွဲ့ဝင်၃ဦးကိုခေါ်ဆောင်ရောက်ရှိလာပြီးတော့အဲ့ဒီထိန်းသိမ်းရေးစခန်းထဲမှာ ဝင်လေ့လာဖို့ပြုလုပ်ပါတယ်။အဲ့ဒီခါမှာ IS အဖွဲ့ကအခုအခြေအနေအရမပေးဝင်နိုင်သေးကြောင်းပြောကြားခဲ့ရာသူက နားမထောင်ပဲဆန္ဒပြသူတွေအားနှုတ်ဆက်နေပြီးဝင်ရောက်ရန်စူးစမ်းခဲ့ပါတယ်။အဲ့ဒီလို IS အဖွဲ့ကအကြင်ကြင်တားမြစ်တာကိုနားမထောင်တဲ့နောက်ဆုံးမှာတော့ IS အဖွဲ့ကသူ့ကိုလက်ထိတ်ခတ်ဖမ်းဆီးလိုက်ပြီးအဲ့ဒီသူဝင်ရင်းတဲ့အချင်းစခန်းထဲဟာအခန်းတစ်ခုထဲမှာချုံနောက်ဖမ်းဆီးလိုက်ပါတယ်။ကွန်ကရစ်ကအဖွဲ့ဝင်တွေကတော့ သူတို့ဟာ American အစိုးရရဲ့ပုံမှန်ဒီဂရီတွေအမျိုးမျိုးအောက်မှာခေါင်းစဉ်အမျိုးမျိုးတက်ခံရပြီးဖန်ဆီးခံနေရကြောင်း ICE အဖွဲ့ဟာအာနာကို ပါဝါကိုလိုအပ်တာတက်ပို့မှုအသုံးပြုနေကြောင်းသတင်းများကိုပြောပါတယ်။အဲ့ဒီ New York မြို့ကခိုးပင်ကျူးကျော်တွေကိုထိမ့်သိမ့်တဲ့စခန်းဟာဆိုရင်တော့ကတင်းတထောင်ရှိပြီးအသစ်ဆက်ဆက်ဖွင့်ထားတာဖြစ်ပြီးတော့အခုဖန်ခံလိုက်ရတဲ့မြို့တော်ဝင်ကအဲ့ဒီစခန်းဖွင့်တာကိုမြို့တော်ရဲ့တတ်မှတ်ထားတဲ့ ာမစ်တွေခွင့်ပြုချက်တွေမရှိဘဲဖွင့်လှစ်ထားတာဆိုပြီးတော့ကန့်ကွက်ထားခဲ့ပါတယ်။ American သမ္မတကိုရိုင်းဒီမျိုးဒီနေရာမှာဒီအကျဉ်းစခန်းကိုလိုအပ်လို့ဖွင့်လှစ်ထားတာကိုပြည်내အုပ်ချုပ်ရေးမှူး Governor တော်မဖြစ်သေးဘဲနဲ့မြို့တော်ဝင်တယောက်ကကန့်ကွက်ထားရှိခြင်းပဲဖြစ်ပါတယ်။မြို့တော်ဝင်ဘာရကာနဲ့အတူပါရှိတဲ့ကွန်ကရစ်အဖွဲ့ဝင်သုံးဦးဟာဘောက်ရကာကိုစောင့်ဆိုင်နေကြစဉ် Ice အဖွဲ့ကဘာရကာကိုလက်ထိတ်ခတ်ဖမ်းဆီးသွားတာ သူတို့၃ယောက်ကိုလည်းအဲ့ဒီချင်းစခန်းရဲ့ခြံစည်းရိုးပြင်ပကို မောင်းထုတ်ခဲ့တာမို့သူတို့တွေဟာဘာရကာကို ပြန်လွတ်ဖို့ဆန္ဒပြသူတွေနဲ့ပူးပေါင်းပြီးအော်ဟစ်ခဲ့ကြပါတယ်။စိတ်မကြခင်မှာပဲ ICE အဖွဲ့ရဲ့ဘာရကာရဲ့အသက်80အရွယ်ရှိ New Jersey ရဲ့လွတ်တော်ကိုယ်စားလှယ် Watson Coleman တို့ရဲ့ပြန်ထွက်လာခဲ့ကြပါတယ်။ပြီးတော့အချင်းစခန်းထဲကို ပြောင်းဝင်သွားကြပြီး New Jersey ရဲ့ခရိုင်ရှိနေ Alina Harbor ကတော့မြို့တော်ဝင် Barrica ဟာ ထိမ့်သိမ်းဖန်ရှိခံလိုက်ရပြီဖြစ်ကြောင်းပြောသွားပါတယ်။အိုက်စ်အဖွဲ့ရဲ့တာမြင့်ချက်ကိုစန့်ကျင်မှုဝိတရားနှောက်ရှက်မှုပိုင်နဲ့ကျူးကျော်မှုတို့နဲ့ဆွဲချက်တင်ခံထားရပါပြီ။ကွန်ကရစ်အဖွဲ့ဝင်၃ဦးကတော့အဲ့ဒီထိမ့်သိမ်းရေးစခန်းထဲဝင်ရောက်ဖို့ဂိတ်ဝမှာ၃နာရီခန့်စောင့်ဆိုင်နေခဲ့ရကြောင်းအဲ့ဒီလိုစောင့်ဆိုင်နေစဉ်သူတို့ကိုအိုက်စ်အဖွဲ့ကနှင်ထုတ်တာတွေရှိခဲ့ကြောင်းကိုတိလက်ရောက်ပါပြုမှုခဲ့ကြောင်း ice အဖွဲ့ကိုဆွဆွဲပြောဆိုလိုက်ပါတယ် နောက်ဆုံးမှာတော့မြို့တော်ဝင်ဘရကာရောက်ရှိလာပြီးသူတို့သုံးဦးကိုခေါ်ဆောင်ကထင်းသိရေးစခန်းအတွင်းသို့ဝင်ရောက်ခဲ့ပြီးလက်လက်ကြည့်ရှုပါတယ်။အဲ့ဒီစခန်းဟာဆိုးရွားသော အခြေအနေတွေတွေ့မြင်ခဲ့ရတယ်လို့အဖွဲ့ဝင်တူကပြောပြီးတော့သူတို့ဟာဆက်လက်ကြည့်ရှုခွင့်မရတော့ပဲမြို့တော်ဝင်ဘရကာဟာတော့ဖန်ဆီးခြင်းခံခဲ့ရပါတယ်။ကွန်ဂရက်အဖွဲ့ကဆက်ပြောတာကတော့အဲ့ဒီလိုအမေရိကန်လွှတ်တော်ကကွန်ဂရက်အဖွဲ့ဝင်တွေမြို့တော်ဝင်တွေကို ဒီလိုပုံစံနဲ့ဆက်ဆံနေရဆိုရင်နိုင်ငံတွင်းမျိုးရင်းလမ်းမပေါ်မှာရှိတဲ့ပြည်သူတွေကိုနေရှင်ရဆက်ဘလို့ဆက်ဆံလိမ့်မယ်ဆိုတာကိုစဉ်းစားစာကြည့်ကြဖို့သတင်းဌာနတွေကိုပြောပါတယ်။ ICE အဖွဲ့နဲ့အမိမြေလုံးရုံရေးအဖွဲ့ရဲ့တင်ပြချက်ကတော့ဆန္ဒပြလူအုပ်နယ်ကွန်ကရစ်အမတ်ရဲ့မြို့တော်ဝင်တို့ဟာဂိတ်တကားကိုအင်အားသုံးဖြိုခွင်းကဇွတ်အတွင်းဇွတ်အတင်းဝင်ရောက်လာကြပြီးတာဝန်ကျဝန်ထမ်းတွေရဲ့လုံခြုံရေးနဲ့ ဖန်စီထိမ့်သိမ်းထားတဲ့အကျဉ်းသားများရဲ့ဒုံယုံရေးတွေကိုပါထိခိုက်စရာတွေဖြစ်အောင်ဖန်တီးလာတာမို့လို့အခုလိုဖန်စီရတာဖြစ်ကြောင်းအဲ့ဒီလူတွေဟာဘာယာဒူးတွေပဲရှိရှိလက်ရှိသမ္မတကထုတ်ပြန်ထားတဲ့ဥပဒေရဲ့အပေါ်မှာရှိမနေနိုင်ကြောင်းသူတို့လှည့်လည်ကြီးစုခြင်းရင်အချိန်တစ်ခုစီစဉ်ပေးမှဖြစ်ပြီးအခုလိုဆန္ဒပြလူအုပ်နဲ့ရုံးရင်းဆန်ခတ်ဖြစ်နေချိန်မှာတော့ခွင့်မပြုနိုင်သူတို့ကိုအထဲမှာလျှောက်ပြီးလိုက်မပြနိုင်သေးကြောင်း ICE အဖွဲ့ကပြောပါတယ်။နေ့လယ်ပိုင်းမှာတော့ချန်စီယိုအပြင်ကကွန်ကရစ်အဖွဲ့ဝင်၃ဦးဟာထွက်ခွာသွားခဲ့ကြပြီးဆန္ဒပြသူတထောင်ခန်းကတော့မိုးရဲရေထဲမှာဆက်လက်ဆန္ဒပြနေကြောင်းသိရပါတယ်။ New York မြို့ဟာဆိုရင်တော့ New Jersey ပြည်နယ်မှာခိုးပင်ကျူးကျော်တွေအများဆုံးနေထိုင်တဲ့မြို့ဖြစ်ပြီးအဲ့ဒီခိုးပင်ကျူးကျော်တွေရဲ့ထောက်ခံမှုကိုရယူက New York မြို့တော်ဝင် ဖြစ်လာပြီးသူဟာ နယူးဂျာစီပြည်နယ်အုပ်ချုပ်ရေးမှူးရာဒူးရဘိုအဲဒီလူတွေရဲ့ထောက်ခံမှုကို အများကြီးလိုအပ်နေပြီးသူ့လိုပဲဒီမိုကရက် ပါတီဝင် အခြား၆ဦးကတော့ပြည်နယ်အုပ်ချုပ်ရေးရာမှုရာဒူးကိုရယူလိုပေမဲ့ထရမ့်ရဲ့အစိုးရရဲ့ဥပဒေတွေကိုချိုးချိုးဖောက်ခြင်းများမပြုလုပ်ကြပါဘူး။နောက်ဆုံးရရှိတဲ့သတင်းအရတော့ ICE အဖွဲ့ကပါရဂါကို အာမဂန်နဲ့ပြန်လွှတ်လိုက်ပြီးသူ့ရဲ့အလုပ်ကနေတော့ယာယီထုတ်ပယ်ထားကြောင်းသိရပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာသတင်းကတော့ဒီလောက်ပါပဲနောက်နေ့တွင်မှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုတိုင်းနဲ့တက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့ကြပါ so please take care of yourself and each other bye bye